အားလုံးပဲမင်္ဂလာပါ PK Movie Guide Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ရုပ်ရှင်မင်းသားမင်းသမီးတွေကိုအဓိကစိတ်အိမ်တည်ထားတဲ့စက္ကန့်ငါးကနဲ့မိတ်ဆက်ပေးခြင်းပါတယ်နံပါတ်1အနေနဲ့2023ခုနှစ်ကထွက်ရှိခဲ့တဲ့ My Love From The Star ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ဒိုမင်ဂျွန်းလွန်းခေါ်တဲ့ဂျိုသားဟာလွန်ခဲ့တဲ့နှစ်ပေါင်း၄00ကိုရီးယားဂျိုဆွန်ခေတ်တဲကကဘာမီဘောကိုရောက်လာခဲ့တာပါသူ့မှာချို့ရင်ချက်မရှိတဲ့ချောမောလာပါတဲ့ရုပ်ရည်နဲ့လူသားတွေထက်တန်လွန်တဲ့မျက်စိအမြင်နားအကျနဲ့အမျက်နှုတ်ဆွဲ ရည်တွေကိုပိုင်းဆိုင်ထားတဲ့သူပါဒိုမင်ဂျွန်ဟာလူသားတွေအပေါ်ယုံကြည်မှုမရှိတဲ့အပြင်တန်တရားကြီးရဲ့စိတ်ထားမျိုးရှိခဲ့ပေမဲ့နောက်ဆုံးမှာတော့နမဲကျော်ရုပ်ရှင်မင်းသမီးချွန်ဆုံးဤကိုချစ်မိသွားပြီးဘလို့အချစ်စလန်လေးတွေဖြစ်လာမလဲဆိုတာကိုဟာတာအနော်လေးနဲ့ကြည့်ရမှာပါ ဒီစကားလေးဟာဆိုရင်အားလုံးရဲ့ငယ်ဘဝတုန်းကစောင့်မျှော်ကြည့်ရှုခဲ့ရတဲ့စကားလေးဆိုရင်လည်းမမပါဘူးစစောင့်နေနေနဲ့ချုံဆောင်နေရမှာတော့အားလုံးရဲ့ငယ်ချစ်ဦးမင်းသမီးဂျွန်ဂျီညွန်းနဲ့ဒိုမင်ဂျွန်းနေရမှာတော့မင်းသားခင်ဆိုယွန်းတို့ကပါဝင်တက်ဆောင်လာပါတယ်နမတ်နေနေနဲ့ 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ Shooty Star ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ဇလန်လေးကတော့တနိုင်ငံလုံးကချစ်ခင်ကြတဲ့ Superstar ဂုံထဲဆောင်ကတော့ကင်မရာပေါ်မှာဆိုရင်အပြုံးမပြတ်အောင်နေရတဲ့သူပါ။လူတွေရဲ့မျက်လုံးထဲမှာကျင်နာရင်ကြည့်တဲ့လူငယ်လေးတယောက်ဖြစ်ပေမဲ့သူ့ရဲ့ကျင်နူးဝယ်ကောင်းတဲ့ပုံရိပ်ကိုမယုံကြည်တဲ့သူတွေလည်းရှိပါတယ်။ဒါတွေကိုစီမံအုပ်ချုပ်ပေးနေရတဲ့မီဒီယာဆက်ဆံရေးဖွဲ့ရဲ့ခေါင်းဆောင်အိုဟန်ပြောကတော့ဂုံထဲဆောင်ရဲ့တကယ်စိတ်ရင်အမှန်ကိုကောင်းကောင်းကြီးကြီးတဲ့သူပါ။ဒါကြောင့်ဟန်ပြောဟာပါနတ်တဲ့စက ားပြောဆိုနိုင်စွမ်းနဲ့အရေးပေါ်အခြေအနေတွေကိုဂိုင်တွေပြီးထယ်ဆောင်ရဲ့ဂုဏ်သတင်းကိုကောင်းမွန်အောင်လုပ်ပေးရသူပါဒီလိုနဲ့ကြောင်နဲ့ကြွက်လိုအမြဲညင်းခုန်လေးရှိရဲသူတို့နှစ်ယောက်အချင်းချင်းချင်းမိသွားတဲ့အခါအရိုရင်းနဲ့ဟာတာတွေကိုယင်းခုန်ဆိတ်လောက်ချပွဲကြည်ရမှာပါဆဆောင်နေအနေနဲ့ထယ်ဆောင်နေရမှာတော့မင်းသားခင်ရောက်တဲ့နဲ့အိုဟန်ပြောနေရမှာတော့မင်းသမီးအီဆောင်ကျောင်းတို့ကပောင်းရည်သူဆောင်လာပါတယ်နံပါတ်3အနေနဲ့2018ခုနှစ်ကထွက်ရှိခဲ့တဲ့ The Beauty Inside ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇလန်လီကတော့ဟန်ဆက်ကေဟာနံပါတ်ကြီးမင်းသမီးတယောက်ပ ဖြစ်ပေမဲ့ပြဿနာရှာတဲ့သူအဖြစ်လူတိများပြီးကောလာဟာလာတွေရှိနေသူပါတခြားသူတွေနဲ့မတူတာကသူဟာတလမှာတပတ်ခန့်တခြားလူတယောက်ပုံစံပြောင်းသွားတတ်တဲ့ထူးဆန်းဖြစ်ရတစ်ခုကိုရင်ဆိုင်နေရပါတယ်စောတိုဂျေကတော့လေချောင်းလိုင်းကုမ္ပဏီတစ်ခုရဲ့ထက်မြက်တဲ့အမှုဆောင်တယောက်ဖြစ်ပေမဲ့သူ့မှာလူတွေရဲ့မျက်နှာကိုတေးချမခွဲခြားနိုင်တဲ့ယောဂါကိုခန်းစားနေရသူပါဒါပေမဲ့ဟန်ဆယ်ကယ်နဲ့တွေ့ပြီးတဲ့နောက်ဟန်ဆယ်ကယ်ရဲ့မျက်နှာကိုမှတ်မိနေခဲ့ပါတယ်ဒီလိုနဲ့နှစ်ယောက်သားဘလို့အချစ်ဇလန်လေးတွေဖြစ်လာမလဲဆိုတာကိုစိတ်ဝင် င်စားပွဲကြည်ရမှာပါစစောင့်နေအနေနဲ့ဟန်ဆေကင်နေရာမှာတော့မင်းသမီးစောယွန်းချင်းနဲ့စောတော်ချင်းနေရာမှာတော့မင်းသားအီမင်ဂီတို့ကပောင်းရင်တုတ်ဆောင်လာပါတယ်နံပါတ်၄အနေနဲ့၂၀၁၆ခုနှစ်ကထွက်ရှိခဲ့တဲ့ Uncontrollably Fun ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့အားလုံးရဲ့ရင်ထဲမှာအခုထိဆွဲကြံနေခဲ့တဲ့ဇာတ်လမ်းလေးဆိုရင်လည်းမမပါဘူးရှင်းကြုံရောင်းနဲ့노우တို့ကကျောင်းသားဘဝတော်ကချစ်သူတွေဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ကိုလန်းကိုရှောက်ခဲ့ကြရပါတယ်လက်ရှိမှာတော့ဂျွန်ယောင်းဟာ Superstar တယောက်ဆောင်နဲ့အဆိုတော်တရား ောက်ဖြစ်နေပါပြီ။နိုဦးကတော့စာရန်ပရိုဂျူဆာဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။နှစ်ပေါင်းများစွာဝေးကွာခဲ့ရပြီးတဲ့နောက်သူတို့နှစ်ယောက်ပြန်ဆောင်ကြတဲ့အခါနောက်တစ်ချိန်ပြန်စတင်နိုင်မှုမျှော်လင့်ချက်ရှိအောင်မလားဆိုတာကိုအငိုတလဲအပြော်တလဲနဲ့ကြည့်ရမှာပါ။ဆက်ဆောင်နေနေနဲ့ဂျွန်ရောင်းနေရမှာတော့မင်းသားကင်မူပင်နဲ့နိုဦးနေရမှာတော့အလပကီလီမင်းသမီးဆူစီတို့ကပေါဝင်တုံဆောင်လာပါတယ်။နောက်ဆုံးအနေနဲ့2024ခုနှစ်ကထွက်ရှိခဲ့တဲ့ Very Impossible ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ဇလန်လီကတော့နာအချောင်းဟာအရန်မင်းသမီးတယောက်အနေန နဲ့ဘဝကိုရုန်းကန်နေရသူပါ။ဒီနေ့ကြတော့နာအချောင်းဟာသူ့ရဲ့တငယ်ချင်းအီဒိုဟန်ကချမ်းသာကြွယ်ဝပြီးဩဇာရှိတဲ့မိသားစုစိတ်ကျေနပ်စေဖို့အတွက်ဒိုဟန်ရဲ့တောင်းဆိုမှုကြောင့်ဇနီးအဖြစ်ဟန်ဆောင်မှုဖြစ်လာပါတော့တယ်။ဒါပေမဲ့ဒိုဟန်ရဲ့ညီဂျီဟန်ဟာသူ့အကိုကို LG Group ရဲ့အရအရာကိုစက်ခံစေခြင်းသူပါ။ဒီလိုနဲ့သူကယွန်းချဲဝန်းလို့ခေါ်တဲ့မိန်းကလေးကိုဒိုဟန်ရဲ့အနာဂတ်ဇနီးအဖြစ်မိသားစုတွေကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဒီလိုနဲ့ဂျီဟန်နဲ့အားကြောင့်တို့ရဲ့အချစ်ဇလန်ကဘလို့တွေဖြစ်လာမလဲဆိုတာကိုဟ ာတာအနော်လီနဲ့ကြည်ရမှာပါဆက်ဆောင်နေအနေနဲ့ဂျီဟန်နေရာမှာတော့မင်းသားမွန်ဆမ်းမင်းနဲ့အားကြောင်းနေရာမှာတော့မင်းသမီးဂျွန်ဂျုံစောတို့ကပါဝင်တက်ဆောင်လာပါတယ်ကဲဒီနေ့ဒီစပေးချင်တာကတော့ဒီလောက်ပါပဲကေဒရာမအကြောင်းအရေးသတင်းတွေကိုသိချင်တဲ့ဆိုရင်တော့ channel ကို like and subscribe လုပ်ထားဖို့လည်းမေ့ပါနဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်